ဒီကောက်မှာရွှေတိမေခင်နေနဲ့ကြည့်ရှုရမှာတော့မကြခင်ဇန်နဝါရီလ16ရက်နေ့အင်္ဂါနေ့မှာ MRTV4 free တွေရုံတန်လာရနေပြီးတော့ပြသသွားမယ်မြစ်တာအသေးမွားဆိုတဲ့ဇလန်တွေရိုက်ကူးမှုပုံရိပ်ဖြစ်ပါတယ်ဒီဇလန်တွေကိုဆိုလို့ရှိရင်တော့ Driver ထင်းကျော်တေယုဆောင်အားဖြစ်ဆိုရင် Theory Somo လင်းမြတ်နတ်ခတ်တို့နဲ့ရိုက်ကူးခဲ့မှုပုံရိပ်တွေဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့အခုလိုမျိုးဒါပရိသတ်တွေအတွက်မကြခင်မှာပြသရမယ့်ရုံတန်ဇလန်တွေကိုပါဝင်ထားတဲ့အနည်းပညာရှင်တွေ Driver တွေနဲ့အတူဘယ်လိုပူးပေါင်းပြီးတော့ဖန်တီးထားလဲဆိုတဲ့အနည်းပညာလှူရှားမှုတွေလည်းထပ်မံပြီးတော့တင်ဆက်ပေးသွားအောင်ပါ

ဇလန်းပုံစံအဓိကကသစ္စာတရားပေါ့နော်သူ့မှာဒါဒါ main subject ကိုပြောတာပေါ့နော်ဒီသစ္စာတယောက်နဲ့တယောက်ပေါ့ညီကိုချင်းပဲဖြစ်ဖြစ်ဘောင်မချင်းဖြစ်ဖြစ်မိဘချင်းပဲဖြစ်ဖြစ်တငယ်ချင်းဖြစ်ဖြစ်နှစ်ယောက်ကြားမှာရှိနေတဲ့သစ္စာတစ်ခုတီလိုက်တယ်အဲ့သစ္စာကိုတယောက်နဲ့တယောက်ဆောင်းထင်းကြတယ်တကယ်လို့မဆောင်းထင်းရင်ဘာဖြစ်မလဲဆောင်းထင်းရင်ဘယ်လိုကျေးဇူးရရလဲဆိုတဲ့ဟာကိုအဲ့ဒါကို main thing အနေနဲ့ထားပြီးတော့ဆရာဖန်တီးတယ်ပေါ့နော် မွာနေရနေရိုက်ကူကဟိုတယောက်ကအကြီးမားကြတော့ तू ကနေမှာပြုံးလင်မျိုးလေးမှာဗောနော် तू ကနည်းနည်းဟိုရောက်ရောက်ကြမကြမိမမကြဗောနော်ဘဝကျန်းတော့လေဟိုအဲ့လိုမျိုးကြကြရရပုံစံလေးနဲ့တယောက်ဆောင်ထားရတယ်နောက်အငယ်မားကြတော့ तू ကရန်ကုန်မှာ तू ကကြတထေးသမီးကာရိုက်တာဗောနော်အဲ့လိုမျိုးနှစ်ကိုပဲတယောက်အငယ်မားကြမိမလုံကမိမဆန်တယ်အဲ့လိုနှစ်ခုကွဲအောင်လို့အဲ့လိုတယောက်ဆောင်ထားပါတယ်ဟုတ် ဒီဇွန်ဝင်ရဲ့တချို့ကတော့ဒီကျွန်တော်ကတော့ပြောရင်တော့ဒီ season 1ပေါ့နော်ကျွန်တော်ဒီဒီ series လေးက season 1 2ဆိုပြီးရှိမယ်ဒါပေမဲ့ season 1မှာကျွန်တော်အပိုင်းကတော့ကျွန်တော်အနည်းငယ်လေးဇွန်ဝင်ကတော့နည်းတယ်ဒါပေမဲ့ character အရတော့တကယ်ဟိုတတိတာတတိပေါ့နော်အခုမှစီးပွားရေးလုပ်ငန်းစလုပ်တဲ့ဟာမျိုးပေါ့ဇွန်ဝင်ပေါ်တော့ကောင်းပါတယ်အဲကျွန်တော်ထင်တော့ပြည်သက်တွေလည်းတော်တော်များများကြိုက်ကြမှာပါ

ဟိုကျွန်တော်တို့ဒီစကားတော့ custom ချတာပေါ့နော်အဲ့မှာကျွန်တော်တို့ဒီဂျုံကဟိုကျွန်တော်တင်ငယ်ချင်းနေပေါ့၃၅ရောက်ဒီ attack character ရယ်ပြီးတော့ city world character နှစ်ခုရွှေ့ရယ်ဟိုပြီးတော့ enemy character ပေါ့အဲ့မှာကျွန်တော် attack ဆိုတဲ့နေရာနဲ့ဝင်ပြီးရွှေ့ပြီးတော့ကျွန်တော်တို့လောက်ရတော့ဒီ attack ရော city world နောက်တော့နှစ်ခုလုံးလောက်ရတော့ပဲဒါပေမဲ့အဲ့မှာကျွန်တော်နဲ့ attack နဲ့လိုက်တယ်ဆိုပြီးတော့ attack နဲ့မှာတေးရောဆောင်ပြသွားပါတယ် ါညီမတယောက်ဆောင်ရမယ်ကာရက်တာဒီအမွှားနှစ်ယောက်ဖြစ်တဲ့နေကြီးရဲ့တော်ရရဲ့မှာဒီမြို့မှာရှိတဲ့နေကြီးရဲ့အခြေဆုံးတငယ်ချင်းနေရာနေတယောက်ဆောင်ပေးရမှာပါညီမကတော့သဘောကျတယ်ပါညီမဒရာမာဘန်နနဲ့အာတန်တော့ညီမနဲ့ဟိုအဆင်ပြေပြီးတော့ညီမလောက်ရတဲ့ကာရက်တာလေးလည်းပေါ့ပေါ့ပွားပွားလေးပဲဆိုတော့အလောက်ထိဟိုခက်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 မရှိပါဘူးအဆင်ပြေပါလို့ဟာအားပေးပါလို့ကျေးဇူးများတင်ပါတယ်ပြည့်တဲ့ကြီးဟာအရင်ကြိုးစားထားပါတယ်လို့ ခုဆက်လက်ပြီးတော့ကြည့်ရမှာတော့လက်တလောအနုပညာရှင်တွေလှုပ်ရှားမှုအကြောင်းအရာတွေဖြစ်ပါတယ်။ဒီတစ်ခါမှလည်းဘယ်အနုပညာရှင်တွေကသူတို့ရလှုပ်ရှားမှုတွေပြပြပေးထားလဲဆိုတော့အခုပဲဆက်လက်ပြီးတော့ကြည့်ရှုလိုက်မယ်နော်။ပါကုတလောကျောင်းညာရေးပိုးတဲ့ကျောင်းညာရေး cosmetic ကျောင်းညာရေးရိုက်ဖြစ်ပါတယ်နောက်ပြီးတော့ဟိုစီတူလွင်ရဲ့အချူချီတာဒေးတန်တွေကထုတ်တဲ့တကြံခွေလဲပွားကားဖို့နှစ်ပုတ်ကားဖို့အစီအစဉ်ရှိပါတယ်ခွေရိုက်မှာပေါ့နော်ဒီလာထဲမှာပဲရိုက်မှာပါ ပြီးရင်တခြားချိုဒီတာနဲ့လည်းတချင်းတွေရိုက်ဖို့ရှိပါသေးရဲ့နောက်ပြီးတော့တခြားဟိုရိုက်ကူးမှုတွေလည်းဓာတ်ပုံရိုက်ကူးမှုတွေလည်းလက်ခံလာတာရှိပါတယ်ဟုတ်ကဲ့ပါအခုညီမဟောပါဇလန်တွဲလေးရိုက်ဖို့ရှိပါတယ်ပြီးတော့ကာရဲ့လေးလက်ခံထားရရှိပါတယ်ပြီးတော့စညာဓမ္မစညာလေးရိုက်ဖို့ရှိပါတယ်ပြီးတော့တခြင်းဆုပ်ဖို့ရှိပါတယ်ခေါ့ ဒါကြတော့အမှုပညာလို့ရှာမှုကညီမအဟုတ်ဒွေဂျွန်စီရီကိုရိုက်ပြီးခဲ့တာကြာပြီပေါ့နော်ပုံပန်းနေပုံပန်းမှာရိုက်ခဲ့တာပါအဲလေးလပိုင်းလောက်မှာလွှင့်မယ်လို့အတိထားပါတယ်အိဇလန်တွေလွှင့်ရင်လည်းပြည်သက်ကြီးအပြည့်ပါအောင်နော်အဲအဲ့ဒါပြီးတော့နောက်ပိုင်းတော့အဲ့လိုမျိုး program တွေတို့ဓာတ်ပုံတို့အချင်းဆိုတာတို့လောက်ရိုက်ဖြစ်ပါတယ် ကျွန်တော်အခွေထွက်ချင်တဲ့အကြာဒါပေမဲ့ကိုယ့်ကိုသိမကြည်နဲ့သေးလို့သိအားမရသေးဒီချက်ပိုကောင်းအောင်လုပ်နိုင်မယ်လို့လည်းယုံကြည်နေသေးတဲ့အတွက်ကြောင့်လို့ကျွန်တော်အခွေမထွက်ပဲဆက်စူးစမ်းစူးစမ်းနေတာဒါပေမဲ့လို့အခုဒီမကြာခင်ရက်များပါပေါ့နော်ကျွန်တော်ဒီတတိယမျက်လုံးအဲ့အခွေကိုထွက်ဖြစ်ဖို့အတွက်ကျွန်တော်စူးစမ်းနေပါတယ်လို့ထွက်ဖြစ်မယ်လို့ထင်ပါတယ်လို့ဟုတ်အဲ့ဒါပဲပြောချင်ပါတယ် ှာဆိုရင်တော့နောက်ဆုံးတင်ဆက်မှုအနေနဲ့ hit interview အကြောင်းအရာကိုထည့်သွင်းပေးထားပါတယ်။ဒီတစ်ခါ hit interview မှာလည်း letter of အနည်းပညာနယ်ပယ်မှာရှိတဲ့ဘလို့အကြောင်းအရာကိုအဓိကဦးစားပေးပြီးတော့ပရိသတ်တွေအတွက်မိမြန်တင်ဆက်ထားလဲဆိုတာကိုလည်းအခုပဲဆက်လက်ပြီးရှင်းစားအပေးပါအောင်ရှင်။ကဲသမီးကတော့ဟိုညီမပေါ့နော်ဟိုတော်ရက်တွေအားလုံးရရှိချင်တယ်ပြီးတော့ပြိသက်တွေတစ်ထပ်တည်းဖြစ်မယ်အနုပညာရှင်တွေအားလုံးရရှိချင်ပါတယ်ပြီးတော့ဘူးဘဲရပေါ့နော်ညီမတို့အနုပညာမောင်နှမတွေအားလုံးညီမအားပေးသွားမှာပါ အခုပြည်သက်တွေရှုစားခဲ့ရတာကတော့မြန်မာနိုင်ငံရဲ့အနည်းပညာရေဝန်မှာရှိတဲ့လက်တလောလှူရှားမှုအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့တင်ဆက်ထားတဲ့အနည်းပညာမှုကောင်းငင်အစီအစဉ်ဖြစ်ပါတယ်။အစီအစဉ်ကတော့အပတ်စဉ်တနင်္လာနေ့ကနေပြီးတော့တောက်ချာနေ့ထိပြသပေးနေတာဖြစ်ပါတယ်။အစီအစဉ်နဲ့ပတ်သက်ပြီးတော့ပုံမှုကောင်းမွန်အောင်လို့ဝေဖန်အကြံပြုလိုတဲ့အကြောင်းအရာတွေကိုဆိုလို့ရှိရင်တော့ Facebook လေးစာဖြစ်တဲ့ www.facebook.com/askyshow မှာဝင်ရောက်ပြီးတော့ပြပြနိုင်မှာဖြစ်ပါတယ်ရှင့်။ဒါပြင်ဒါပြည်သက်တွေအနည်းနဲ့ကအစီအစဉ်ကို online ကနေပြီးတော့ကြည့်ရှုချင်တယ်ဆိုလို့ရှိရင်လည်းလိမ့်စာအနည်းနဲ့က www.mrtv4.tv ဖြစ်ပါတယ်။ဒီ link မှာဝင်ရောက်ပြီးတော့လည်းအစီအစဉ်ကိုပြသနေတဲ့အချိန်တွင်မှာ live stream ကြည့်လို့ရတာဖြစ်ပါတယ်ရှင်။ဒီနေ့မှာအချိန်ပေးပြီးတော့ကြည့်ရှုသွားတဲ့အနည်းပညာချစ်ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်။ထပ်မံပြီးတော့မတူညီတဲ့အကြောင်းအရာတွေကိုလည်းနောက်နေ့မှာတင်ဆက်သွားအောင်မှာဖြစ်ပါတယ်ရှင်။